ခยีအစာပြုပါတယ်ဒီစကားကဒီမှာရှိတဲ့မိသားစုဝင်တယောက်ချင်းစီတိုင်းအတွက်ဖြစ်လို့ကျမတို့အတွက်အထူးသဖြင့်ဖြစ်ပါတယ်ဖယားသခင်ကကျမတို့ရဲ့အတ္တတာထဲမှာတချို့တချို့သောတောင်ထိတ်လို့ခေါ်တဲ့အောင်မြင်ခြင်းတွေကိုကျမတို့ကိုပို့ဆောင်ပြီးတဲ့အခါမှာကျမတို့ကအဲ့ဒီအောင်မြင်ခြင်းတွေကြားထဲမှာပြုံးမွေးတတ်ကြတယ်အဲ့ဒီအောင်မြင်ခြင်းတွေကိုကိုယ့်ရဲ့အောင်ခြင်းလို့ခံယူပြီးတော့မှနောက်ထပ်ဖယားသခင် ပြုစေခြင်းနဲ့အမှုတွေကိုကျမတို့ကရက်တန့်သွားလေရှိကြတယ် ။ဆုံးရတဲ့အရာကတခါတလေဘုရားသခင်ကကျမတို့ကိုစကားပြောလာတဲ့အရာတွေအားလုံးကကျမတို့ကိုကင်လောက်တဲ့အရာတွေအားလုံးကကျမတို့ပဲကောင်းကြီးဖြစ်ဖို့မဟုတ်ဘူး။ကျမတို့ရဲ့အထဲတဲကနေဆင်းသက်လာမဲ့ generation တွေကိုကောင်းချီးပေးဖို့အတွက်ဖခင်သခင်ကကျမတို့ကိုနိုးစော်နေတာဖြစ်တယ်အာမင်။ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာတိမ့်ပိုက်ရမယ့်အရာတွေအများကြီးရှိတယ်။တနည်းအားဖြင့်ကျမတို့မပြီးသေးတဲ့အလုပ်တွေအများကြီးရှိတယ်။ဒါကြောင့်ကျမတို့လုပ်ရမယ့်အရာကငါတို့မရ င်ခြင်းကဘာလဲငါတို့တိုက်ရမယ်တိုက်ပွဲကဘာလဲငါတို့မမြင်သေးတဲ့နယ်ပယ်ကဘာလဲငါတို့မရရှိသေးတဲ့ကောင်းချီးမင်္ဂလာကဘာလဲဒီလိုစဉ်းစားတက်ဖွင့်တော့အရေးကြီးတယ်အာမင်ဆိုလိုတဲ့အရာကဖိယသခင်ကျမတို့အတွက်ကြီးမားတဲ့အကြံစီတွေရှိနေတယ်အာမင်ကိုမြင်ဘူးတဲ့နေရာလောက်မှာကိုကျင်လည်နေတဲ့နေရာလောက်မှာပဲဖိယသခင်ကကျမတို့ကိုအဲ့ဒီအရင်နဲ့ဆိုင်တဲ့ အဲကောင်းချီးမင်္ဂလာကိုပဲပေးချင်တာမဟုတ်ဘဲနဲ့တင်မမြင်ဘူးတဲ့အရာမကြားဘူးတဲ့အရာစိတ်နှလုံးနဲ့မကြံစီဘူးတဲ့အရာကိုဘုရားသခင်ကပေးချင်တာပို့ဆောင်ချင်တာဖြစ်တယ်။ဒါကြောင့်မို့ကျမတို့ရဲ့အတ္တတဲမှာကိုပြောင်းကာလကိုရောက်လာပြီဆိုရင်ကြောက်ဖို့မဟုတ်ဘူးစိတ်တက်ကြဖို့မဟုတ်ဘူးနမိတ်လက္ခဏာနဲ့ငါ့ကိုဘုရားသခင်ကြည်သွအမှုပြုတော်မယ်ဆိုတဲ့အာမင်အမြင်ရှိစေခြင်းနဲ့အဲ့ဒီအရာကပဲကျွန်တော်တို့အတ္တတာထဲမှာခွန်အားဖြစ်မှဖြစ်တယ်ကဲတော့ဆက်ပြီးတော့ကြည့်တဲ့အခါမှာ ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာယောမအခန်းကြီး၈အခန်းငယ်28ကိုကျွန်တော်တို့အားလုံးတချို့တွေဆိုအလွတ်တောင်ရကြပါလိမ့်မယ်ကျွန်တော်တို့အခုသွားရတဲ့အမြင့်ဖြစ်စေအနှိမ်ဖြစ်စေခက်ခဲခြင်းဖြစ်ပါစေအောင်မြင်ခြင်းဖြစ်ပါစေမြေဝမ်းလွင်ပြင်ဖြစ်နေပါစေတဲကန္တာရဖြစ်နေပါစေအဲ့ဒီထဲထဲမှာဘုရားကြံစီရှိတယ်ဆိုလိုတဲ့ရာကသင်ကြိုက်တဲ့ပုံစံနဲ့သင်လိုချင်တဲ့အဖြစ်ကိုဘုရားပေးမှသင်အတွက်အကျိုးရှိတာမဟုတ်ဘူး တင်မလို့ခြင်းနဲ့ပုံစံနဲ့ဘုရားသခင်ကတင့်ကိုတုံတင်ပေးပြီးတော့ခေါ်ဆောင်ပေးတဲ့အခါမှာလဲတင့်အတွက်အကျိုးပါတယ်ဆိုတဲ့အရာကိုသဘောပေါက်မယ်ဆိုလိုတဲ့အရာကထပ်ပြီးရှင်းပြမယ်ခက်ခဲခြင်းမရှိဘယ်တော့မှကိုခြင်းစာစိတ်မရှိဘူးမလားဥမာတစ်ခုပြောပြမယ်အိမ်တော်ကိုခြင်းခင်မုန်းတဲ့တယောက်ရဲ့ပြစ်ထားခြင်းကိုမခံဘူးတဲ့သူကကိုခြင်းစာစိတ်မရှိဘူး သူ့ကိုသွားပြောရင်နင်အသုံးမကျလို့နင်မတော်လို့နင်နင်ဉာဏ်ပညာမရှိလို့ဒီလိုပဲပြောမှာသို့တော်အဲ့ဒီအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ခံစားချက်ကိုပြင်းပြင်းထန်ထန်ရဘူးသွားရင်တော့အဲ့ဒီလွင်ပြင်ကိုဖျက်သွားပြီးရင်တော့အဲ့ဒီဂန္ဓာရကိုဖျက်သွားပြီးရင်တော့ကိုချင်းစာစိတ်ဆိုတာရှိလာတယ်ဟုတ်လားဒါမှမဟုတ်ပညာရေးမှာအမြဲတမ်းအောက်ဆုံးဖြစ်နေတဲ့အခြေအနေမျိုးမကြုံဘူးယင်ပညာရေးမှာအားနေတဲ့သူတွေကိုဘယ်လိုပြောမလဲမင်းတို့တုံးတာမင်းတို့ညံ့တာမင်းတို့ပြင်းတာဟဲ့ဒီလိုစကားလုံးတွေတုံးမှာ မှန်လားကျမတို့ရဲ့အတ္တတာထဲမှာဒီနေ့ဘုရားခင်ကအနှိမ့်ဆုံးဆိုတဲ့အရာတွေကိုဖြတ်တန်းခိုင်းတဲ့အခါမှာတတိယစေခြင်းနဲ့အဲ့ဒီအထဲထဲမှာကျမတို့အကျိုးပါတယ်အမြဲတည်းအမြင့်မှာပဲရှိနေမာနကြီးလောက်မှန်လားမှန်ပါသလားဒါပေမဲ့ကျမတို့ဒီလောကထဲမှာအသက်ရှင်တဲ့အခါမှာခရစ်ယာန်ဖြစ်ပြီးတော့ဘာလို့ဒုက္ခကြုံတာလဲခရစ်ယာန်ဖြစ်ပြီးတော့ဘာလို့အခက်အခဲတွေကြုံတာလဲအဲ့ဒီအထဲထဲမှာကျမတို့တို့ကြီးမားတဲ့အကျဉ်းစီရှိတယ် ဟာလေလုယာဒါကြောင့်မလို့ကျမတို့ရဲ့အတ္တတွေမှာဘုရားသခင်ပေးတွေ့တဲ့တောင်ဖြစ်ပါစေ၊ဂျိုက်ဝမ်းဖြစ်ပါစေ၊အနိုင်ဖြစ်ပါစေ၊အမြင့်ဖြစ်ပါစေငါအချိုးအတွက်ဖြစ်တယ်။ကောင်းလိုက်တာငါရဲ့ဝိညာဉ်အတွက်။ကဲဒါကြောင့်မလို့ကျမတို့နားလည်ရမယ့်အရာတစ်ခုကဘုရားသခင်ကျမတို့အတွက်ကြံစီတဲ့အရာတွေအားလုံးကောင်းတယ်ဆိုတဲ့အရာကိုကျမတို့သိရမယ်။အဲ့ဒီအရာကိုစင်ကြင်ဖို့လဲလို့တယ်။ဘာကြောင့်လဲစင်ကြင်ခြင်းမရှိရင်အထဲထဲမှာ passion မရှိတော့ဘူး။ပြန်ပြောမယ်။ ကျွန်တော်တို့အထဲထဲမှာဘုရားခင်ကကျွန်တော်တို့အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတဲ့အရာတွေကိုကျွန်တော်တို့မလိုရမလဲတိယုံနဲ့မလုံလောက်ဘူးစင်ကျင်ရမယ်အောင်းမရမယ်တွေးခေါ်ရမယ်ဒါမှသာလေကျွန်တော်တို့ရဲ့အတ္တတာထဲမှာအနေအမြင့်တက်ကြတဲ့လာပြီးဆိုရင်ဘုရားခင်ဂတိတော်ရှိတယ်ငါအဲ့အတွက်အကျိုးကိုပြင်ဆင်နေဆိုတဲ့အရာကိုကျွန်တော်တို့ကသိပြီးတော့အမြဲတမ်းဘုရားနောက်ကိုစိတ်အားတက်ကြွခြင်းနဲ့တောက်လောင်ခြင်းနဲ့အရှိအဟုန်နဲ့လိုက်နိုင်မှာဖြစ်တယ်တချို့ချို့သောသူတွေဘုရားနောက်ကိုလိုက်ရင်လည်းဘာကြောင့်အရှိအဟုန်တွေရက်သွားကြတယ် ဖယားတကယ်ကျမတို့အတွက်အကျိုးပြင်ဆင်ထားတယ်ဆိုတဲ့အရာကိုသိယုံနဲ့မလုံလောက်ဘူးစင်ကြင်အောင်းမေးဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါမှသာလေကျမတို့တစင်ပြီးတစင်ကျမတို့တိုးတက်နိုင်မှာဖြစ်တယ်။တခါသေးကျမတို့ကငါတို့ကြိုးစားလိုက်မယ်။ငါတို့လမ်းတွေကိုငါတို့ဖောက်လိုက်မယ်လို့ငါတို့စဉ်းစားနေတဲ့အချိန်မှာဖယားတကယ်ကဒါကိုတတိယဆင်ခြင်းနဲ့မဟုတ်ဘူး။မင်းကငါနဲ့သဘောတူပြီးတော့ငါလမ်းတွေကိုလိုက်ခဲ့ဖို့ပဲလိုတာ။ဘာကြောင့်လဲဆိုတော့ဖယားတကယ်ပြင်ဆင်ထားတဲ့အကျံစီကကျမတို့ရဲ့စဉ်းစားထားတဲ့လူညံနဲ့ချိန်တွက်ထားတဲ့အကျံစီတွေတက်တာ၍ကောင်းတယ်။ ဒါကြောင့်ဖခင်ကပါပြောလဲဆိုငါရဲ့အကျင့်စီကမင်းတို့ရဲ့အကျင့်စီနဲ့မတူဘူးတဲ့မှန်တော့ဗောဖခင်သခင်ရဲ့စဉ်းစားတဲ့ပုံစံဖခင်သခင်ရဲ့တွေးခေါ်တဲ့ပုံစံဖခင်သခင်ရဲ့ပြင်ဆင်ထားတဲ့နီးလန်းတွေအားလုံးကသင်ပြင်ဆင်နိုင်တာတဲ့အာလုံးတော့နီးလန်းတွေဖြစ်ပါတယ်ဒါကြောင့်အကောင်းဆုံးကပါလဲဆိုတော့ဖခင်သခင်နဲ့သဘောတူဖို့ဖြစ်တယ်အာမင်ဒါကြောင့်တရားအတ္တတာထဲမှာမရသေးတဲ့အရာတွေအားလုံးဟာဘုရားသခင်ရဲ့သဘောတူဖို့အတွက်လိုအပ်နေတာဖြစ်ပါတယ် ဒါကြောင့်ဒါလေးကိုသတိရစေခြင်းနဲ့ဖယားခင်ငါကိုမမြင်ဘူးလားတို့ဖယားခင်ငါကိုဒီတိုင်းပဲပြစ်ထားပြီလားလို့ဖယားခင်ငါရဲ့အသက်တာအတွက်ကောင်းချိုးတွေအားလုံးမပြည့်စင်တော့ဘူးလားလို့မင်းဖယားဘာပြောနေလဲငါမင်းအတွက်ပြင်ဆင်ထားတာငါတိတဲ့ဖယားတင်အတွက်ပြင်ဆင်ထားတဲ့အရာဖယားသိတာဗောလို့ဘာတွေစိတ်ပူနေတာလဲဘာတွေစိုးရိမ်နေတာလဲဘာတွေတုန်လှုပ်နေတာလဲအာမင်အာမင်